ထိုင်းနိုင်ငံကကမ္ဘောဒီးယားနိုင်ငံနဲ့စာချုပ်ထုတ်ဆိုထားတဲ့ငြိမ်းချမ်းရေးသဘောတူညီချက်တွေကိုရက်ဆိုင်လိုက်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဂျာဝင်ဆောင်ရွက်ပေးခဲ့တဲ့ဆိုတဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ဟာနှစ်ပတ်အကြာရက်ဆိုင်သွားတာဖြစ်ပါတယ်။ထိုင်းကမ္ဘောဒီးယားနယ်စပ်စီစာကက်ခရိုင်အတွင်းမြေမြုပ်မိုင်းပေါက်ကွဲမှုဖြစ်ပြီးထိုင်းစစ်သားတွေဒဏ်ရာရခဲ့ပြီးအခုလိုရက်ဆိုင်ခဲ့တာဖြစ်ပါတယ်။ တင်လင်းလာနေမနဲ့9နိုင်ရီခွဲလာမှာပောက်ကွဲမှုဖြစ်ပြီးထိုင်းစစ်သား၁ယောက်ညာဘက်ခြေတော်ဆုံးရှုံးခဲ့ရပြီးနောက်ထပ်စစ်သား၃ယောက်ထင်ရရခဲ့တယ်လို့ဘန်ကောက်ဖို့စ်တင်းစာကဖော်ပြပါတယ်တဘောတူညီချက်ကိုရက်ဆိုင်ယူတာမကကမ္ဘောဒီးယားနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်မှုတွေအားလုံးကိုလည်းရက်ဆိုင်လိုက်ပြီလို့ထိုင်းဝန်ကြီးချုပ်အနုတင်ချာဝိရခုကတနင်္လာနေ့ကပြောပါရယ် ဒါအပြင်ကမ္ဘောဒီးယားတုတ်ပန်း18ရောက်ပြန်ပို့ဖို့ကိစ္စကလည်းဆိုင်းငံ့ထားလိုက်တယ်လို့ BBC သတင်းမှာဖော်ပြထားပါတယ်။ထိုင်းဝန်ကြီးချုပ်ကကာကွယ်ရေးဝန်ကြီးဌာနနဲ့စစ်သက်တွေရဲ့အကြံဖြူချက်ဖြစ်တဲ့ငြိမ်းချမ်းရေးသဘောတူညီချက်အကောင့်ထဲပုံမှုတွေကိုရက်ဆိုင်ထားဖို့သဘောတူခဲ့တာလို့ပြောပါတယ်။ ကာကွယ်ရေးဝန်ကြီးကတော့ထိုင်းစစ်သားတွေကင်းလဲหนีကြလမ်းမှာမြေမြုပ်မိုင်းပေါက်ကွဲတာဖြစ်လို့အခုမြေမြုပ်မိုင်းဟာလောလောလတ်လတ်ထောက်ထားတဲ့မြေမြုပ်မိုင်းဖြစ်တယ်လို့ဆိုပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတွေကအောက်တိုဘာလ26ရက်မှာငြိမ်းချမ်းရေးကြေညာချက်ကိုအမေရိကန်သမ္မတရှေမောက်အာဆီယံထိပ်သီးညီလာခံအတွင်းမှာလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။